မြန်မာနိုင်ငံရှိလုံသားအင်အားစုရဲ့43ရာခိုင်နှုန်းဟာမူလရန်ပညာရေးအလွန်မှာဘယ်ပညာရေးမှမရှိတဲ့အတွက်လုပ်ငန်းနေရာတိုင်းမှာကျွမ်းကျင်လုံသားရှာပါမှုနဲ့ကြုံတွေ့နေရလို့နိုင်ငံရေးစီးပွားရေးနှောင့်နှေးစေတယ်လို့ဘန်နာရေးဆိုင်ရာအကြံပေးကုမ္ပဏီဖြစ်တဲ့ New Crossroad Asia NCR ရဲ့အစီရင်ခံစာအရသိရပါဗျာ။ မြန်မာလူသားအင်အားစုရဲ့စက်ခွန်ရာခိုင်နှုန်းသာတက္ကသိုလ်ဘွဲ့ရနဲ့အထက်ပညာရေးရှိတာကြောင့်အစ်စ်မြင့်ဝန်ထမ်းရရှိဖို့မှာအခက်အခဲတွေရှိနေကြပါတယ်။ပြိုင်ဆိုင်မှုရကြည့်မယ်ဆိုပါကမြန်မာနိုင်ငံအနေနဲ့အခြားရှိတောင်အာရှနိုင်ငံတွေကိုလိုက်မိဖို့အတော်လိုက်ရအောင်မယ်လို့ဂျာမန်ခြေဆိုင်ဓာတုပစ္စည်းကုမ္ပဏီက Managing Director တို့ကသုံးသပ်ပါတယ်။မြန်မာအစိုးရကရရှိတဲ့2021ခုနှစ်အချက်အလက်တွေအရနိုင်ငံတွေအလုပ်လုပ်နိုင်တဲ့အရွယ်ဥယျာဉ်မှာ32တသမတန်ရှိပြီးအမှန်တကယ်အလုပ်လုပ်နေတဲ့ဥယျာဉ်ကတော့24တသမ9တန်သာရှိတယ်လို့သိရပါတယ်။ ဒါပြင်အဲဒီနဲ့46ရာခိုင်နှုန်းကသာလုပ်ငန်းအတွေ့အကြုံတစ်နှစ်ကနေနှစ်နှစ်အတွင်းရှိကြပြီးကျန်30ရာခိုင်နှုန်းကတော့လုပ်ငန်းအတွေ့အကြုံမရှိကြဘူးလို့ NCR ရဲ့သုတေသနတွေ့ရှိချက်မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့လုံသားအင်အားစုမှာ3နှစ်ကနေ9နှစ်အကြာလုပ်ငန်းအတွေ့အကြုံရှိသူ36ရာခိုင်နှုန်းလုပ်ငန်းအတွေ့အကြုံ6နှစ်ကနေ10နှစ်ရှိသူ9ရာခိုင်နှုန်းရှိပြီးလုပ်ငန်းအတွေ့အကြုံ10နှစ်အထက်ရှိသူကတော့10ရာခိုင်နှုန်းသာရှိကလုပ်ငန်းအတွေ့အကြုံလုံးဝမရှိသူမှာ10ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။ ပြည်ရင်းမှာပညာရေးချင်းနှိမ်ပါမှုနဲ့လုပ်ငန်းအတွေ့အကြုံမရှိမှုအသက်မွေးမှုအတက်ပညာမတက်ကြွမ်းမှုတို့ကြောင့်ဘယ်လုပ်ငန်းမှမဆိုးအရေးချင်းပြည်မီရဲ့လုပ်သားရရှိဖို့ခက်ခဲနေတာဖြစ်တယ်လို့ NCRI စတက်မှာဖော်ပြထားပါတယ်။ဒါပြင်စီးပွားရေးလုပ်ကိုင်ဖို့ပြဿနာဖြစ်နေရတဲ့အချက်တွေထဲမှာငွေကြေးရရှိဖို့ခက်ခဲတာမူဝါဒမတည်ငြိမ်တာလက်စားတာနဲ့ပညာတတ်ဝန်ထမ်းမလုံလောက်တာတွေကအကြီးဆုံးပြဿနာဖြစ်နေတယ်လို့အာရှဖွံ့ဖြိုးမှုပန် ADB ကစီးပွားရေးပညာရှင်တွေကလည်းတုံ့သက်ထားပါတယ်။ မြန်မာနိုင်ငံတွင်လုံသားပြဿနာမှာနိုင်ငံရေးစီးပွားရေးတိုးတက်မှုအတွက်ကြီးမားတဲ့ပြဿနာတစ်ရပ်ဖြစ်နေတယ်လို့မကြသေးမီကနေပြီးတော့မှပြုလုပ်ခဲ့တဲ့စီးပွားရေး conference မှာကြေကြေပြတ်ပြတ်ဆွေးနွေးခဲ့တယ်လို့သိရပါဗျာ။